ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆီလမန်မက်သက်အဝေးရေကိုလောက်ပြောင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိပ်ပါကျေရှုပေးကြပါကျွန်တော်လောက်တဲ့ဟာလေးကိုသူ့မှာတကြာတစွမ်းပေးထိပ်ပါမယ်ပြီးရင်သူ့ရဲ့ပါဝင်ပစ္စည်းတွေကဒီမှာခြာလကာရေကနှစွမ်းထိပ်ပါမယ်ဒီစွမ်းတက်တက်တက်လေးနဲ့နှစွမ်းပေးထိပ်ပါမယ်နော်ဘာလို့ဆိုတော့အများကြီးထိပ်ရင် သူ့ရဲ့အရာသာမကောင်းတော့ဘူးနော်အဲကြောင့်ဒီထမင်းအပေါ်မှာတကြတဲ့ဇွန့်ရေဆလာကရီနှစ်ဆွန့်ရေထည့်ပြီးအကုန်လုံးကိုနှက်စင်အောင်မွေလိုက်ပါမယ်ဗီဒီယိုမှာ ဒီလိုဒေသက်နေအောင်လှုပ်ထမှာပဲသူကပွေးရထုတ်တဲ့အခါလှတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ဆီလမန်ငေါတွေကိုကဲမှာဖြစ်ပါတယ်ဒီဆီလမန်ငေါတွေဆိုရင်အခုရှင်းရှင်းလှိထားတဲ့လက်လက်ဆက်ဆက်ငေါတွေပေါ့နော်အဲ့ဒါတွေကိုကဲပါမယ်ဒီလိုအပြော၆ပြောကဲပါမယ်ပေါ့နော်ကက်တလေးတွေက လုံးဝလှပတည်တဲ့နေမှာကိုယ့်ရဲ့လိုချင်တဲ့ဒီဇိုင်းအတိုင်းထွက်လာမှာပုံတော့ရှုပ်ရဆိုရင်ပွေးလုပ်တဲ့အခါပောက်ကရတဲ့ရှောက်လုပ်တဲ့အဲ့လိုဆိုရင်ကိုယ့်ရဲ့ customer တွေတအားများတဲ့နေ့ဆိုရင်အရင်အမြန်အမြန်လောရတဲ့အခါကျတော့ကိုယ့်တွေရမလှဘူးအဲ့လိုဖြစ်တဲ့ကြရတယ်ဒါပေမဲ့ကျွန်တော်တို့ကအကောင်းဆုံးလုပ်ပေးပါတယ်အခုတုပ်ပြီဆိုတော့ဒါကတော့ မန်တိုင်ပေါ့နော်မန်တိုင်ဆုတ်အမန်တဆုတ်ကိုအပေါ်ကနေပြီးတော့လုံရှားရင်တာဖြစ်ပါတယ်အစ်စင်မွန်ငါ့ကိုမန်တဆုတ်နဲ့ခွန်အောင်လိုက်တာပေါ့နော်အထင်းမှာထမင်းပါတယ်ထမင်းပြီးမှပဲစီလုံးမငါကတ်တယ်ပြီးမှပဲမန်တဆုတ်ကိုလုံရှားလိုက်တယ်ပြီးရင်အထီးရစီလုံးမငါကအစင်းဆိုတော့နင်းနေကျဲတော့အောင်တဲ့သူ့ကိုအပူနင်းနေပေးလိုက်ပါတယ်ကက်စလီနဲ့ ူ့ကို gas လေးနဲ့အပူနေနေပေးလိုက်မှ तू ကစောက်ကောင်းတာပေါ့နော်ဒီလိုအစင်းဆိုရင်တိတ်မကြိုက်ကြဘူးလူတွေကဘယ်လဲလုံးပြေကြတာ ဒါတော့ခုနကကျွန်တော်မိမောက်ထားတဲ့ဆီလမန်ငါရေသမဲရေမက်သက်ဆိုးရေကိုမိမောက်ထားတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်လိုရှင်တဲ့ပုံစံအတိုင်းရတော့ပါပြီပြီးရင်ဘဝနေပြီးကျဲဥတင်မှာမလို့ကျဲဥကလည်းဟာဝင်ဝေးတင်မှာပါဒါကျုပ်တင်ပြီဆိုတော့ပွေးရတော့ပြိခာနီလောက်ပြီပေါ့နော် ဒါပေမဲ့သူ့မှာထရမဲ့ဟာရီရချမ်းပါသေးတယ်မိမောက်ထားတယ်ဆိုတော့ပကံကမင်းနေတာပေါ့နော်အဲ့ပကံမင်းနေတာကိုကျွန်တော်တို့ကမလိုရှင်တဲ့အတွက်ကြောင့်တန်ရှင်တွေလောက်ပါတယ်ဒီလိုတန်ရှင်လောက်မှာပဲ customer စီကို ထွက်တဲ့အခါမှာလေ customer တွေကတတ်တတ်ရဲနေဆိုတော့သူတို့ search ရင်ဈေးပို့ပြီးတော့ဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီလိုတတ်တတ်ရဲလောက်ဝေးပါတယ်ဒါကတော့ငေါ့ငေါ့ကြီးအစီရဲ့အိုးပေါ့နော် ဲ့ဒါကိုမှကျွန်တော်ကအပေါ်ကအနေနဲ့လေးဖြန့်ပေးပါတယ်ဒီကုဆိုရင်ပကံကလေတက်ရှင်းတက်ရနေတော့စားရတဲ့ customer လေးလုံးဝစိတ်ကိုပို့တပို့ရောက်လာပြီဆိုရင်တတရဲ့စားရတဲ့ customer တွေဆိုရင်ပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါတော့ welcoming ဖြစ်ပါတယ်ဒီ welcoming ကိုဘဝပြီးနည်းနည်းလေးဖြန့်တာပေါ့နော်သူ့မှာနှမ်းစေးလေးတွေတက်တက်လေးတွေပါတယ် ပြီးရင်အရွယ်လေးနည်းနည်းယူထားတယ်နည်းနည်းဖြူလိုက်တာပေါ့နော်အခုဆိုရင်ကျွန်တော်တို့လိုရှင်တဲ့ဆလမမသက်အဘူလေးတပွဲရတော့ပါပြီသမဲပါတဲ့အတွက်ကြောင့်သူ့မှာအာလူးနဲ့ဆုတ်တပွဲပေးရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးကြလို့အကုန်လုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ပြီးပြန်တွေ့ကြပါမယ်အခုဆိုရင်ကျွန်တော်တို့လိုရှင်တဲ့ ဆီလမမက်တဲ့အဝေးတွေရတတ်ပါပြီ